မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေဒီနေ့နေ့လည်းကင်းတရင်နေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာအချက်ဖတ်စစ်ကောင်စီကစစ်မှုထမ်းရမယ့်အသက်16နှစ်ကနေအသက်35နှစ်အတွင်းရှိတဲ့အမျိုးသားတွေကိုပြပထွက်ခွာခွင့်စတင်ပိတ်ပင်လိုက်ပြီဆိုပါတယ်အချက်ဖတ်စစ်ကောင်စီက နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိတဲ့သူတို့လက်အောက်ခံနက်စီဒီယံဝန်ထမ်းတွေနဲ့မိသားစုဝင်တွေကိုပါစစ်မှုထမ်းဖို့စင်ခေါ်ဇာတွေပေးပို့နေပြီးထွက်မပြေးကြဖို့ကိုလည်းတာဝန်ယူလက်မှတ်ထိုးခိုက်နေပြီဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမအောင်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာအချက်ဖက်စစ်ကောင်စီက စစ်မှုထမ်းရမယ့်အသက်18နှစ်ကနေအသက်35နှစ်အတွင်းရှိတဲ့အမျိုးသားတွေအားလုံးကိုပြည်ပထွက်ခွင့်စတင်ပိတ်ပင်လိုက်ပြီလို့ပြည်ပလုံခြုံရေး agency အတိုင်းဝိုင်းကရန်ကုန်ခေတ်တကိုအတည်ပြုပြောထားပါတယ်။လက်ရှိမြန်မာနိုင်ငံကစစ်မှုထမ်းရမယ့်အသက်18နှစ်ကနေ35နှစ်အတွင်းရှိတဲ့အမျိုးသားတွေအားလုံး PJ အလုတ်ကိုင်းနိုင်ငံကလက်မှတ်နဲ့ပြည်ပထွက်ခွင့်မရှိတော့တဲ့အကြောင်းကိုဇန်နဝါရီလ30ရက်နေ့ဖြစ်တဲ့မနေ့ကပဲစစ်ကောင်စီရဲ့အလုံသမားဝင်ကြီးဌာနတကုံမြို့တင်မြောက်ပိုင်းကပင်လုံခန့်မှမှာ ပြည်ပကိုအလုတ်သွားလုံးမဲ့အသက်16နှစ်ကနေ35နှစ်ကြားလူငယ်တွေအားလုံးကိုပြည်ပအလုတ်သမားမှတ်ပုံတင်ကက် OWIC ကိုထုတ်မပေးတော့ပဲပြန်လွှတ်လိုက်တယ်ဆိုပါတယ်။ဒါအပြင်လက်ရှိအဲ့ဒီ OWIC ကက်ရရှိပြီးတဲ့သူဖြစ်နေရင်တော့စစ်မှုထမ်းမှုအကျုံးဝင်တဲ့အမျိုးသားတွေအားလုံးကိုစစ်ကောင်စီရဲ့အလုတ်သမားယုံကပြည်ပအလုတ်အတွက်စာချုပ်ချုပ်ခွင့်မပေးတော့ဘူးလို့ပြည်ပအလုတ်ကိုင်းအေဂျင်စီအတိုင်းဝိုင်းကရန်ကုန်ခေတ်တိကိုပြောထားပါတယ်။လက်ရှိစစ်မှုထမ်းအသက်အရွယ်အတွင်းအကျုံးဝင်နေတဲ့အမျိုးသားတွေအနေနဲ့ ပြည်ပထွက်အလုံးလုံးမယ်ဆိုရင်အရင်ဆုံးကိုကစစ်မှုထမ်းဆင်းရင်မှပါမပါစီစစ်ရမှာဖြစ်ပြီးအကယ်လို့စစ်မှုထမ်းဆင်းနေမှာပါနေတယ်ဆိုရင်တော့စစ်ကောင်စီရဲ့စစ်မှုထမ်းဆင်ခေါ်ရေးအဖွဲ့တွေစီကနေစစ်မှုထမ်းကင်းလို့ခွင့်တို့ရွှေဆိုင်ခွင့်တို့ shop box ခွင့်တို့ဆိုတဲ့ထောက်ခံချက်ယူရတော့မှာဖြစ်တယ်လို့ပြည်ပလုပ်ငန်း agency အတိုင်းဝိုင်းကရှင်းပြထားပါတယ်အကြံဖက်စစ်ကောင်စီကပြီးခဲ့တဲ့နှစ်2024ဩဂုတ်လတုန်းကပဲအသက်23နှစ်ကနေ32နှစ်ကြာအမျိုးသားတွေကိုပြည်ပထွက်အလုပ်လုပ်ခွင့်ပိတ်ပင်ခဲ့ရတာကနေ အခုနောက်ဆုံးထပ်မံတိုးမြင့်လိုက်ပြီးစစ်မှုထမ်းရမယ့်အသက်၁၈နှစ်ကနေ၃၅နှစ်အတွင်းအမျိုးသားတွေအားလုံးကိုပြည်ပထွက်အလုတ်လုတ်ခွင့်စတင်ပိတ်ပင်လာတာပဲဖြစ်ပါလိမ့်ခင်ဗျာတဆက်ထဲမှာပဲအချမ်းဖက်စကောင်စီကနေပြီးတော့ကောင်စီနယ်မြေအတွင်းမှာရှိတဲ့သူတို့လက်အောက်ခံနန်းစီဒီယံဝင်ဒန်းတွေနဲ့မိသားစုဝင်တွေကိုပါစစ်မှုထမ်းဖို့စင်ခေါ်စာတွေပိတ်ပို့နေပြီးထွက်မပြေးကြဖို့ကိုပါတာဝန်ယူလက်မှတ်ထိုးခိုင်းနေပြီလို့နေပြီးတော့ဝန်ထမ်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ် လက်ရှိမှာတော့နေပြီးတော့ကောင်းစီနယ်မြေအတွင်းမှာရှိတဲ့ဇဘူသီရိမြို့နယ်အတွင်းကအောင်ဇဘူရွှေကြပင်နဲ့ဒနာတိတ်တိပညာတိတ်တိဝနတိတ်တိဒုက္ခတိတ်တိဗလတိတ်တိညာနာတိတ်တိရက်ွက်တွေကအသက်16နှစ်ကနေ35နှစ်အတွင်းရှိတဲ့စစ်ကောင်စီလက်အောက်ခံနန်စီဒီယန်ဝန်တန်းတွေနဲ့ဝန်တန်းမိသားစုဝင်အမျိုးသားတွေကိုပါစစ်ကောင်စီကစစ်မှုထမ်းစင်ခေါ်ဇာတွေပေးပို့နေပြီဆိုပါတယ်အဲ့ဒီအတွက်လက်ရှိစင်ခေါ်ဇာအပုတ်ခံရတဲ့တိတ်တိရက်ွက်6ခုကစစ်ကောင်စီလက်အောက်ခံဝန်တန်းတွေကိုတိုင်စည်ရင်းမှာပါနေတဲ့အတွက်ရှောင်လွဲဖို့ခက်ခဲနေပြီး ဘူကွဲဧကတထောင်မှာရှိတဲ့အပြိုဆောင်လူပြိုဆောင်တွေက စစ်မှုန်းစင်ခေါ်စာအပုတ်ခံရတဲ့စစ်တပ်လက်အောက်ခံနန်းစီဒီယံဝန်ထမ်းအပြိုကြီးလူပြိုကြီးတွေနဲ့ဘာလို့ရမှန်းမသိပဲအခက်တွေ့နေကြတယ်လို့နေပြီးတော့ဝန်ထမ်းတရင်ရှိမိကပြောထားပါတယ်လက်ရှိမှာအချက်ဖက်စစ်ကောင်စီဟာအဲ့ဒီနေပြီးတော့ကောင်စီနယ်မြေအတွင်းမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံနန်းစီဒီယံဝန်ထမ်းတွေတင်မကနယ်မြေထဲမှာရှိတဲ့စစ်မှုန်းအကျုံးဝင်တဲ့အရက်သားတွေကိုလည်းစင်ခေါ်စာတွေပေးပို့နေပြီဖြစ်တယ်လို့ဝန်ထမ်းတွေပါမကြံအကုန်လုံးကိုထွက်မပြေးကြဖို့ကိုလည်းတာဝန်ယူလက်မှတ်ရစ်ထိုးခိုင်းနေပြီလို့နေပြီးတော့ဝန်ထမ်းတရင်ရှိမိကပြောထားပါတယ် ခင်ဗျတဖက်မှာတော့မန္တလေးတိုင်းရမဲသိန်းမြို့နယ်မှာတာဝန်ကျနေတဲ့အချက်ဖက်စကောင်စီဘက်ကစစ်မှုနဲ့တပ်သားတင်မောင်းစီတူထက်ဆိုတဲ့သူဟာမရမကထွက်ပြေးလာပြီးတော်လိုင်းရေးတက်တွေးစီမှာအလင်းဝင်ရောက်လာတယ်လို့အက်ကွစ်ပီဒီအက်တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဇန်နဝါရီလ30ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်းမှာပဲရမဲသိန်းမြို့နယ်မှာတာဝန်ကျနေတဲ့အချက်ဖက်စကောင်စီရဲ့ခမရ369တက်ကစစ်မှုနဲ့တပ်သားတင်မောင်းစီတူထက်ဆိုတဲ့သူဟာ သူ့ကိုရခိုင်ဘက်ပို့ဖို့စစ်ကောင်စီကလုံနေတဲ့အချိန်မှာပဲမရမကထွက်ပြေးလာပြီးတော်လိုင်းရဲတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်ဆိုပါတယ်လက်ရှိမှာတော့အဲဒီလိုစစ်ကောင်စီလက်အောက်ကနေမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတစ်မောင်စီသူထက်ဆိုတဲ့သူကိုတော်လိုင်းရဲတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစားစောင့်ရှောက်ပေးထားပါတယ်လို့လည်းအကွက်ပီတီတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျ တစ်ဖက်မှာတော့မကွေးတိုင်းစလင်းမြို့နယ်ကစင်ကြုံကျေးရွာထိပ်မှာရှိတဲ့အကျန်းဖက်စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွေ့စေကောင်စီတပ်သားနဲ့ပြူစောတီစုစုပေါင်း၅ဦးကတော့အသီးသီးတေကုန်ကြပြန်ပြီလို့မင်းမူခိုင် PDF အမှတ်၁တရင်ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တိကိုပြောပါတယ်ဇန်နဝါရီလ29ရက်နေ့ကပဲစလင်းမြို့နယ်ကစင်ကြုံကျေးရွာထိပ်မှာရှိတဲ့အကျန်းဖက်စစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကမြေပြင်ဝေဟင်ပေါင်းပြီးဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းဂိတ်စကန်မှာရှိတဲ့စစ်ကောင်စီတပ်သားနဲ့ပြူစော်တီစုစုပေါင်း၅ဦးကတော့ဒရုန်းဘုံထိတဲ့သူတွေပါပါပြီးနေရာမှာနဲ့အတိအသေးတိတ်ကုန်ကြောင်းရုံနဲ့မကနောက်ထပ်၄ဦးကဒဏ်ရာရရထားတဲ့အကြောင်းကိုပါအတိပြုတ်နိုင်ခဲ့တယ်လို့လေမင်းမှုကမ်ပီဒီအမှတ်၁တရင်ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီကသူတို့ရဲ့ပြည်ဦးလွင်စစ်တပ်ကတို့ကိုနေပြည်တော်ဘက်ပြောင်းရွှေ့ဖို့အတွက် နေပြီးတော့ဇေယတီရိမြို့နယ်မှာရှိတဲ့စည်ရပြကွင်းနဲ့ပြင်မနာမြို့နယ်မှာရှိတဲ့ရေစင်းစိုက်ပျိုးရေးတက္ကသိုလ်အနီးတစ်ဝိုက်ကကြေးရွာတွေကိုလုံခြုံရေးအရဆိုပြီးအကုန်လုံးဖျက်ခိုင်းနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။လက်ရှိမှာချမ်ပစ်စကောင်စီဟာ DNA PD ပူပေါင်းတပ်တွေကပြူးလင်မြို့ကိုထိုးစစ်ဆင်လာမှရဲစိုးရင်ကြောက်လန့်နေတဲ့အတွက်နေရှိလာများတပိုင်းရှိခဲ့တဲ့သူတို့ရဲ့ပြူးလင်စစ်တက္ကသိုလ်ကိုတော့နေပြီးတော့ပျောက်ရွှေ့ဖို့အစီအစဉ်တွေချထားပြီးဖြစ်တယ်လို့လေစစ်တပ်သတင်းရင်းမြစ်ကပြောထားပါသေးတယ်။ လက်ရှိမှာတော့အဲ့ဒီပြူးလွင်စစ်တပ်ကတော်ကိုနေပြည်တော်ကဇေယတီရီမြို့နယ်မှာရှိတဲ့စစ်ရေးပြဂွင်းနဲ့ပြင်မနာမြို့နယ်မှာရှိတဲ့ရေစင်းစိုက်ပျိုးရေးတပ်ကတော်ဘက်တွေကိုပြောင်းရွှေ့ဖို့လုပ်နေကြတာဖြစ်တဲ့အတွက်အဲ့ဒီစစ်ရေးပြဂွင်းနဲ့ရေစင်းစိုက်ပျိုးရေးတပ်ကတော်အနီးတစ်ဝိုက်ကခြေရွာတွေကိုအကြံဖတ်စစ်ကောင်စီကလုံခြုံရေးအကြောင်းပြပြီးဘာယောဂျေးမှမပေးပဲစီမံချက်ဆိုပြီးတော့ကိုအကုန်လုံးဖျက်ဆီးခိုင်းနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်လက်ရှိမှာတော့ ရန်ကုန်မန္တလေးလမ်းဟောင်းဘေးကဇေယသီရီမြို့နယ်ကြောက်ချက်ကျေးရွာကနေစပြီးခရီးပင်လမ်းဝဲအထိကျေးရွာတွေကပြည်သူပိုင်နေအိမ်တွေကို လုံခြုံရေးအကြောင်းပြချက်နဲ့အကြံပေးစကောင်စီကအတင်းအဓမ္မဖြတ်သိမ်းခိုင်းနေတယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခေတ်တစ်ကနေဒီကနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ